အော်တိုဘာလ25ရက်နေ့ညပိုင်းသတင်းတိုက်ထုတ်မှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့ JC ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရကိုစရလောင်းစည်ရင်မှာဒေါက်တာသက်သက်ခိုင်မပါဝင်ဘူးလို့သတင်းထွက်ပေါ်ခဲ့ပြီးအဆိုပါသတင်းမှာသတင်းအမှားလို့ပါတီတော်ရှိသူတူညင်းဆိုတဲ့သတင်းစေဖြူမျိုးနဲ့မှာမူလာရန်ပြဆီယာမတူ၎င်းရဲ့ခင်မိုးနဲ့အရသာတူကို PDF များကဖန်ဆီးခေါ်ဆောင်နေတဲ့တဲ့ ထိုင်းပြည်ရဲ့မေတော်တီရီခေတတ်တော်93နှစ်အရွယ်မှာကံတော်ကုံသွားတာကြောင့်တနစ်ကြာဝန်းနေချင်းထိမ့်မှတ်ပြုလုပ်မယ်ဆိုတဲ့တဲ့မေတော်ဤတီရီခေကံတော်ကုံသွားတာကြောင့်ထိုင်းဝန်ကြီးချုပ်ကအာဆီယံစည်းဝေးတက်ရန်ယနေ့မလေးရှားသို့သွားမဲ့ခီးစဉ်ကိုပယ်ဖြတ်တယ်တဲ့ဝါဆန်အသင်32နှစ်အတွင်းအစိုးရဆုံးရာသီအစရက်လနဲ့ရင်ဆိုင်နေရတဲ့တဲ့အစရှိတဲ့တဲ့များကိုတင်ဆက်ပါပါဥဆုံးတဲ့တဲ့ပုံနေနေ ယူစီကထုတ်ပြန်တဲ့ရေကောက်ပွဲရှင်မြိုင်ခွင့်ရကိုဇယ်လောင်းစီးရင်မှာဒေါက်တာတသက်ခိုင်မပါဝင်ဘူးလို့သတင်းထွက်ပေါ်ခဲ့ပြီးအဆိုပါသတင်းမှာသတင်းအမှားလို့ပါတီတာဝန်ရှိသူတူညင်းဆွဲသတင်းကိုတင်ဆက်ပါမယ်။ပြည်တော်စုရေကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရေကောက်ပွဲရှင်မြိုင်ခွင့်ရကိုဇယ်လောင်းစီးရင်မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်မပါဝင်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါသည်။ ဂျူးစီကကျမတို့ကိုကတ်တွေတောင်ထုတ်ဝေးပြီးသွားပါပြီထွက်ပေါ်နေတဲ့သတင်းတွေကလည်းသတင်းမှားတွေပါနမစင်းလည်းမကြံပါဘူးသူဝင်ရောက်ရှင်ပြိုင်နဲ့မဲဆန္ဒနယ်မှာသွားကြည့်လို့ရပါတယ်သတင်းမှားတွေပါလို့ပါတီတောင်ရှုတူကပြောကြားပါတယ် ရတတ်ခိုင်ဟာနိုင်သူအကုံယူစနစ်နဲ့ကျင်းပမယ်ရန်ကုန်ဒေသကြီးအမှတ်နှစ်အမျိုးသားလွှတ်တော်မဲစနနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြရန်စီရင်ပေးသွင်းထားကြောင်းသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနဲ့2025ပါတီစုံဒီမိုကရေစီထွတ်ထွေးရွေးကောက်ပွဲမှာတနိုင်ငံလုံးတိုင်းတာနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်ပါတီကြီး6ခုတွင်ပါဝင်ပါတယ်။ဒါ့အပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနဲ့2025ပါတီစုံဒီမိုကရေစီထွတ်ထွေးရွေးကောက်ပွဲဝင်ရောက်ရှင်းပြရန်အတွက်ကိုယ်စားလှယ်လောင်း682ဦးတင်သွင်းထားခြင်းဖြစ်ပါတယ်။ ယ်။ဘလို့အကြောင်းကြောင့်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်မရတာကိုထုတ်ပြန်ခြင်းမရှိပေမဲ့လည်းကိုစဲလောင်းရေးချင်းပြည့်ရင်းတဲ့အတွက်ဒေါက်တာသက်ခိုင်အနေနဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသတင်းများထွက်ပေါ်ခဲ့ပြီးတဲ့နောက်အမလောင်စီးမှ၎င်းရဲ့နာမည်မပါဝင်လာခြင်းဖြစ်တယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။ကိုတို့အရာစီမံကိန်းများကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတည်နေတဲ့အတွက်ဒေါက်တာသက်ခိုင်မှရွေးကောက်ပွဲကိုစဲလောင်းဖြစ်မှပြည့်ပြည့်ခံရကြောင်းသတင်းချို့မှဖော်ပြထားတယ်ဆိုပေမဲ့လည်း အဆိုပါကြွေးပြကြေရာမှာကြာပြီဖြစ်ကြောင်း PPP ပါတီ တောင်းရှိသူတို့က Eleven Media Crew တို့ပြောကြားပါတယ်။အခု online မှာပြောနေကြတဲ့အကြွေးတွေကကြေရာကြာလာပြီလို့လည်းအထက်ပါပါတီတောင်းရှိသူတို့ကပြောကြားပါတယ်။ယခုကဲတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ရွေးကောက်ပွဲကိုယ်စားလှယ်ဆောင်စီးရင်မှာမပါဝင်ကြောင်းသတင်းထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်ထံဆက်သွယ်မေးမြန်းနေပေမဲ့လက်တတော်မှာဆက်သွယ်မှုမရရှိသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စိတ်ထူမြို့နယ်မှာမူလာရန်ပြဆရာမတူ၎င်းရဲ့ခင်မုန်းနဲ့ရဲသားတအုပ်ကို PDF များကဖမ်းဆီးခေါ်ဆောင်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။စိတ်ထူမြို့နယ်မှာမူလာရန်ပြဆရာမတူ၎င်းရဲ့ခင်မုန်းနဲ့ရဲသားတအုပ်ကို PDF များကဖမ်းဆီးခေါ်ဆောင်သွားကြောင်းပြည်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နနက်ခရနာယီမှာမူဂရန်ဒေသကြီးစိတ်ဖြူမျိုးနယ်တရက်ကုံကျေးရွာနေရှောက်ပင်အင်းကျေးရွာကျေကံပညာထက်တန်းကျောင်းမှဒုတိယမူလာရန်ပြကျောင်းဆရာမဖြစ်သူဒေါ်ကျူကျူထေ35နှစ်ဟာခင်မောဖြစ်သူဦးစော်မင်းစိုးနဲ့တူတရက်ကုံကျေးရွာမှာစိတ်ဖြူမျိုးသောရှောက်ပင်အင်းကျေးရွာနေကိုရဲလင်းအောင်28နှစ်မောင်းနေတဲ့မော်တော်ယာဉ်နဲ့ထွက်ခွာလာစဉ်စိတ်ဖြူကစုံမရှောက်ပင်အင်းကျေးရွာသွားကားလမ်းမပေါ်အရောက်မှာ ၎င်းဖွဲ့ကမော်တော်ယာဉ်အားတားဆီးက၎င်းတို့သုံးအားမော်တော်ယာဉ်နဲ့တူအကြမ်းဖက်ချင်းချောက်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ဆိုပါဖြစ်စဉ်မှာနိုင်ငံဝန်ထမ်းတအူးနဲ့အရဲသား၂ဦးကိုဖမ်းဆီးတော်သူများအားဖော်ထုတ်ဖမ်းဆီးရေးယူနိုင်ရေးနဲ့ဖမ်းဆီးခံရသူများအားပြန်လည်ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့ညီဆောင်လျက်ရှိကြောင်းသိရပါတယ်။ဆလပီ ထိုင်းပြည်ရဲ့မေတော် TDK တက်တော်63နှစ်အရွယ်မှာကံတော်ကုံသွားတာကြောင့်တနည်းကြောင်ဝန်နေချင်းထိမ့်မက်ပြုလုပ်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပါမယ်ဘရင်မဟာဝိဇ္ဇလာကိုရဲ့မေတော်ဖြစ်ပြီး ထိုင်းတတန်းအရှိဆုံးဘရင်ဘူမိဘော့အဒူရာဒက်ရဲ့မိဖုရားဖြစ်တဲ့ဘရင်မဟောင်းတိခိဟာတတ်တော်63နှစ်အရွယ်အော်တိုဘာလ24ရက်နေ့မှာကံတော်ကုံသွားခဲ့တယ်လို့ဘရင်နန်းတော်ကထုတ်ပြန်ခဲ့ပါတယ် တိုင်းငယ်မှာတော်ဝင်မိသားစုဟာရိုဒီကန်ရှန်းခံရတဲ့မိသားစုဖြစ်ပြီးပြည်သူများစုကပြည်မိသားစုကိုနှက်ဖျားတပိုင်းမိသားစုဖြစ်ပြုမူကြပါတယ်။ဒါအပြင်တော်ဝင်မိသားစုအကြောင်းကိုမီဒီယာမှာရှွ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 ှ င်းပြုစုဆောင်လျှောက်တဲ့အိမ်နောက်ရှိအမျိုးသမီးဖြစ်၎င်းထင်ရှားခဲ့ပါသည်။ဒါကြောင့်အနောက်မီဒီယာချို့ကမိဖုရားကြီးရဲ့ပုံကိုမဂ္ဂဇင်းမျက်နှာဖုံးများမှာဖော်ပြခဲ့ကြပြီးမ အမေရိကန်သမ္မတကတော်ဟာဂျက်ကီကနေဒီနဲ့နှိုင်းယှဉ်ခဲ့ကြပါတယ်။မိပြားကြီးစမ်းမိုက်မကောင်းဘူးဆိုတဲ့သတင်းကိုကျွန်မကြားထားပြီးပါပြီ။တက်ကလည်း60ကျော်ရှိနေပြီဖြစ်လို့တနေ့ဒီလိုဖြစ်လာမယ်ဆိုတာသိပါတယ်လို့ဗန်ကောက်မြို့မှာနေထိုင်တဲ့အသက်53နှစ်အရွယ်အိနောင်ရှင်မဆာစစ်ပုတ်တာစစ်ကအော်တိုဘာ25ရက်နေ့နေ့ပိုင်းမှာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့မှာကန်တော့ကုန်မယ်လို့မျှော်လင့်မထားပါဘူး။သူဟာနိုင်ငံရဲ့မိခင်ကြီးဖြစ်တာကြောင့်ဝမ်းနည်းမိပါတယ်။အခုတော့သူမရှိရှာတော့ပါဘူးလို့အစစ်ကပြောပါတယ်။တတိကဟာ2019ခုနှစ်ကတည်းကစီးရုံတက်ခဲ့ရပြီးတော့ယောဂါချုပ်ကိုခန်းဆားခဲ့ရပါတယ်။အခုလထဲမှာသွေးတွင်းယောဂါဘိုကူးဆက်ခံခဲ့ရတယ်လို့နန်းတော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေတော်ကြီးရဲ့ခြေနေဟာအော်တိုဘလာ24ရက်နေ့မှာပုံမှုဆွေးရလာခဲ့ပြီးတတ်တော်63နှစ်အရွယ်မှာပဲချူလာလောင်ကွန်စီယုံမှာကန်ကုန်သွားခဲ့တာပါလို့နန်းတော်ရဲ့ထုတ်ပြန်ချက်မှာ ာဖြည့်ဆက်ဖော်ပြထားပါတယ်။တနေ့ကြာဝန်းနေတဲ့ကာလကိုစတင်ရင်ပြည်ဝီးစရလကုန်းကတော်ဝင်မိသားစုဝင်များကိုတာဝန်ပေးလိုက်တယ်လို့နိုင်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အများပြည်သူများရဲ့ဝန်ထမ်းမှုမှတ်သားဖြင့်အော်တိုဘလ25ရက်စောပိုင်းမှာစပြီးထိုင်းသတင်းတင်ဆက်သူများဟာနံနက်ပိုင်းသတင်းထုတ်လွှင့်ချိန်မှာအနက်ရောင်ဝစ်ဆင်ထားပါတယ်။မေတော်ကြီးဟာအလွန်မင်းလူကြိုက်များသူဖြစ်ပြီးနက်နက်နေနေကြီးမျိုးလေးစားခံရတဲ့နက်ရောင်ဆန်ပရင်ရဲ့မိဖုရားဖြစ်နေခြင်းကြောင့်လေမေတော်ကြီးနက်ရောင်ဆန်သွားခြင်းကတော်ဝင်မိသားစုနဲ့ ထိုင်းနိုင်ငံလုံးအတွက်ထူးခြားတဲ့ဖြစ်ရဖြစ်တယ်လို့ထိုင်းသတင်းမှဟောင်းတူကပြောပါရယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့မေရော်ဂျီတီရီခေကန်တော်ကုန်သွားတာကြောင့်ထိုင်းဝန်ကြီးချုပ်ကအာဆီယံစည်းဝေးကိုတိတ်ရန်ယနေ့မလေးရှားသို့သွားမဲ့ခီးစဉ်ကိုပယ်ဖျက်တဲ့သတင်းကိုတင်ဆက်ပါမယ်။ ထိုင်းပြည်ရဲ့မေတော်ကြီးကန်တော်ကုံသွားခဲ့ပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်ကမလေးရှားနိုင်ငံမှာကျင်းပမယ့်အာဆီယံခေါင်းဆောင်များရဲ့အစည်းအဝေးသို့အော်တိုဘာလ25ရက်နေ့မှာတွားရောက်မဲ့အစည်းအဝေးအားရွှေဆိုင်လိုက်ပြီးအဲ့ဒီစာအမေရိကန်သမ္မတကအသီးသတိအဖြစ်လက်မှတ်ရေးထိုးမယ်ကမ်မောနီးယားနဲ့ငြိမ်းချမ်းသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးရေးအတွက်အော်တိုဘာလ26ရက်နေ့ပိုင်းမှာမလေးရှားသို့လာကျင်တယ်လို့ပြောကြားခဲ့ပါတယ် ီနေ့မလေးရှားကိုသွားမဲ့ခီးစဉ်ကိုကျွန်တော်ပဲဖျက်လိုက်ပါတယ်။ဒါပေမဲ့မလေးရှားဝန်ကြီးချုပ်အမေရိကန်သမ္မတတို့နဲ့အတူထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ငြိမ်းချမ်းသဘောတူစာချုပ်လက်မှတ်ရေးထိုးတာနဲ့ပတ်သက်ပြီးတော့အော်တိုဘလ26ရက်နေ့မနက်ပိုင်းကိုအချိန်ကြာပြန်ပြောင်းပေးဖို့မြစ်တာရက်ခံထားပါလေလို့ထိုင်းဝန်ကြီးချုပ်နူတင်ရှန်ဗီရာကူကထိုင်းရုပ်သံကိုပြောကြားခဲ့ပါတယ်။မေလိုဒီခင်မာတီ အော်တိုဘလ24ရက်တက်တော်63နှစ်အရွယ်မှာကန်တော်ကုန်ခဲ့တယ်လို့ပြည်နန်းတော်ကထုတ်ပြန်ပါတယ်။မေတော်ကြီးကန်တော်ကုန်နာဟာနိုင်ငံအတွက်ကြီးမားတဲ့ဆိုရှယ်မှုဖြစ်ပါတယ်လို့အော်တိုဘ25ရက်နေ့နောက်ပိုင်းမှာပြုလုပ်တဲ့ဆိုရဖွဲ့အရေးပေါ်စီဝေးမကျင်းပါမီအမှုတင်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးရေးဘေးဆွဲခမ်းနားတစ်ခုမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုအတိအသတ်ဖြင့်လက်မှတ်ရေးထိုးမယ်လို့အာရှ မလေးရှားနိုင်ငံရဲ့ဝန်ကြီးကလွန်ခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝက်ဆန်အသင်32နှစ်အတွင်းအဆိုးရွားဆုံးရာသီအဆိုက်ရရနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပါမယ်။ဝက်ဆန်အသင်ဟာလီးစ်ကိုတကုန်းကုန်းနဲ့အရေးနှိပ်ပြီးတဲ့နောက်32နှစ်အတွင်းအဆိုးရွားဆုံးရာသီအဆိုက်ရရနဲ့ရင်ဆိုင်နေရပါတယ်။ နူနိုဆန်တိုလက်ထက်၃ဝဲစတရေးနေခဲ့ပြီးနိုင်ဝဲမရသေးပါဘူးဝက်ဆန်အနေနဲ့ပရီးမီးယားလိ၉ဝဲမှာ၁ပွဲနိုင်၁ပွဲတရေကြပြီး၇ပွဲထိရေးနေခဲ့တာပါလက်ရှိအမပေးစရာမှာလည်းအဆင့်၁၉နေရာထိ ရောက်ရှိနေတာဖြစ်ပါတယ်ဒါဟာ1932-33 1983-84ရာသီတွေပြီးတဲ့နောက်အသင်းရဲ့အဆိုရဆုံးရာသီအစရရက်နဲ့ရင်ဆိုင်နေရတာပါဝက်ဆန်အသင်းဟာ2012-13ရာသီမှာပရီးမီးယားလိကိုတန်းပြန်တက်လာပြီးကတည်းကတမ်စင်နော်ရာဖြစ်ပါတယ် 11ရက်တဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြီးစုနားဆင်ခဲ့ရတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညတန်းချိန်ခါဖြစ်ကြပါစေရှင်